ကြံ့ပြောကြောင်းပြောဖို့ကျွန်တော်အင်ကြီးလေးတယောက်စဉ်းစားပြီးတော့ကျွန်တော်အင်ကြီးလေးတယောက်ခွင်တောင်းလိုက်တယ်ခွင်တောင်းလိုက်တဲ့အခါမှာအင်ကြီးလေးကအကူကျွန်တော်ကိုမပြောနဲ့ဘောနော်ကျွန်တော်ထက်ကောင်းတဲ့ကိုရှိတယ်သူကိုယ်တိုင်ကပြောတာဗျာကျွန်တော်ထက်ကောင်းတဲ့ကိုကြီးရှိတယ်အဲ့ဒီကိုကြီးကိုပြောပြီးပါကျွန်တော်ကိုမပြောပါနဲ့လို့အဲ့လိုလေးကောင်းကြရဲ့ဗျာသိရလား respect လည်းရှိရဲ့ဘောနော်ဆိုတော့ကျွန်တော်က okay ပထမမင်းပြောချင်တဲ့ကောင်းလေးကပြောမယ်မင်းလည်းကပြောမယ်ဆိုရက်နှစ်ယောက်ဖြစ်သွားရဲ့ဘောနော် တယောက်ကကျတော့ကျွန်တော်ဟိုဘက်ကောက်မှာကျွန်တော်ပြောထားပြီးသားဗျာတိုင်းမျိုးရဲ့အခြေခံအစားပေါ့နော်ဆီမီဖိုင်နေတက်လာရဲတောက်လျှောက်ဆိုပဲစကောင်းခဲ့တဲ့အချိန်မှာကပလီတို့ကပါခဲ့တယ်ပေါ့နော်တကယ်ကောင်းတဲ့ညီလေးတွေပါကျွန်တော်ရဲ့မွန်ပြည်နယ် Dream Team ကျွန်တော်တည်မယ်လို့ရှိရင်ဒီကပလီကွင်းလဲမှာဒီညီလေးကိုကျွန်တော်တကယ်ကိုတည်ချင်တာဗျာတခြားတင်ရလာတယ်ဆိုရင်ကျွန်တော်ကျွန်တော်ပြိုင်ဘက်တင်ရလာတယ်ဆိုရင်ကျွန်တော်တကယ်ကြိုက်တဲ့ player ပေါ့နော် ျွန်တော်နဲ့အမြဲတမ်းပြိုင်ပန်းလူကစားခဲ့လို့ဆိုရင်တကယ်ကိုလေးစားထိုက်တဲ့ညီလေးတွေကပါရဗျာခြေစွမ်းပိုင်းရောစိတ်တော်ပိုင်းရောကျွန်တော်တင်ပါဆိုလဲချားပြိုင်ပန်းတင်ဆိုကျွန်တော်တုံးတော့မခေါ်ဘူးဗျာဒါပေမဲ့ကျွန်တော်ကျွန်တော်ခေါ်ခြင်းနဲ့ကျွန်တော်ပြိုင်ပန်းကတင်ရဆိုရင်လို့ရှိရင်ဒီညီလေးကထိတ်ဆုံးသွားပါရဗျာဒီညီလေးကလည်းတကယ်ကို respect ရှိရဗျာသိရလားအကိုကျွန်တော်အတင်းဒီတင်းရှိနေလို့ဒီတင်းမထွက်တဲ့ပြိုင်ပွဲဆိုကျွန်တော်အခုတင်มาပါမယ်လို့တဖွားဖွားပြောတယ်ညီလေးပေါ့နော် တကယ်အမတ်တရားတွေအများကြီးရှိတယ်ညီလေးတချို့တချို့တော့တင်ငန်းစားရဆိုလဲဒီညီလေးကျွန်တော်တင်ပေးခဲ့တဲ့အကန့်တွေရှိတယ်နောက်တစ်ယောက်ကျတော့ကိုစောမစီစောမစီကြောင်းတော့အခုဒီနောက်ပိုင်းလူတွေအများကြီးပြောစရာမလိုတော့ဘူးဗျာဟုတ်လားစောမစီဘာကောင်ဆိုအကုန်လုံးသိရယ်တကယ်ကိုဘလောက်ဝဝေးစိတ်နှိပ်ပြီးတော့ကစားရတယ်ဘလို့နေသားဖြစ်ကြိုက်မျောတော့ဆိုလို့ရှိရင်တကယ်စိတ်နှိပ်ပြီးကစားကြိုက်မျောရဲ့တကယ်ကိုလီဂျင်ကပတိန်နေပေါ့နော်ကြိုက်မျောရဲ့ကန်ဝင်ကစားသမားတွေဖြစ်လာမယ်ပလေးယာတွေပေါ့နော် တကယ်ဟိုဆောမစီကအများကြီးကြိုက်မြို့အောင်မြင်မှုမှာတတော်ပါတယ်ဗောနော်ကြောက်မြင်ကြိုက်မြို့အောင်မြင်မှုတခြားလုံးမှာမစီကပါခဲ့တယ်ဗျာဆိုတော့ဒီညီလေးနှစ်ယောက်တော့ကြိုက်မြို့မှာတော့ကျွန်တော် ကြိုက်လဲကြိုက်တယ်အကောင်းဆုံးပလေးယောက်လဲကျွန်တော်မြင်တယ်ဗျာတကယ်ဟိုလေးစားထိုက်တဲ့ညီလေးနှစ်ယောက်ဗောနော်ဒီညီလေးနဲ့စုံဝင်ရတော့လဲတကယ်ကိုင်ပြီပါဗျာကျေးဇူးပါ